မီးရေလူလေးကိုခဏလောက်နားဝင်ပြူပါလားရုတ်တရက်အနောက်ကနေအတန်ကြားလိုက်ရတာမို့လက်ကအလိုလိုဘေးမှာချတာတဲ့မောင်းချတာပေါ်ရောက်သွားပြီးအနောက်ကိုလှည့်ကြည့်လိုက်တော့အပတရာလက်ထဲမှာထမင်းချိုင်းလို့ဆိုနိုင်တဲ့တဆင်းချိုင်းတစ်လုံးနဲ့တကူလုံးလဲချွေးတွေနဲ့ဆူချွေးနေတာပဲသူမဘေဘီကိုဝဲကြည့်လိုက်တော့ဘယ်သူမှမရှိ အပားရဲ့မျက်နာမှာယူသားမှုတွေပေါ်နေပေမဲ့သူမမယုံရဲသေးထိုင်နေရကနေထားလိုက်ပြီးအနောက်ကိုနည်းနည်းဆုပ်လိုက်တော့အပားကလူလေးသမီးစားချိန်ရောက်နေလို့ပါ အခုထက်ထီအဘပြောတာကိုသူမသဘောမပေါက်သေးသူမကအဘကိုကြောင်တောင်တောင်ကြည့်နေတာမို့အဘကလဲခွင်းပြင်းတဲ့လက်ညှိုးထိုးပြရင်ပုံမှလဲထုံနေတာအဘရဲ့သားပါတမီးလေးပကြီးဆွဲတာမပြီးသေးလို့စောင့်နေတာအဘညွန်ပြရာကိုလမ်းကြည့်တော့လဲခွင်းထဲမှာနွားနှကောင်နဲ့လဲထုံနေတဲ့ယောက်ျားလေးတရာဟင်းဘာဖြစ်လို့လဲအဘတမီးလေးပကြီးဆွဲနေရင်သူထမင်းစားဖို့ရနာလိုက်ရင်ပကြီးဆွဲတာအနောက်အရှက်ဖြစ်မှာစိုးလို့ပါ အခုမှပဲသူမသဘောပေါက်တော့တယ်။သူမထိုင်နေတာကဇီးပင်တပင်ရဲ့အရေးအာ။ခေါပြားလေးကိုခင်းပြီးဇိမ်ပြင်းနှပြေးထိုင်ကတတောင်တတာအနေအထားနဲ့ပကြီးဆွဲနေတာ။သူမရဲ့ရှေ့တက်တဲ့မှာအလဲဝင်းပြင်းကြီးတစ်ခုရှိတယ်။အဲ့ဒီမှာယောက်ျားလေးတယောက်လဲထော်နေတယ်။သူရဲ့ခက်လန်းလန်းမှမြင်ရတာကတမယံကြီး။တမယံကြီးကိုနောက်ခံထားပြီးအနီးအနားကလဲဝင်းရဲ့လဲထော်နေတဲ့ပုံကိုသူမရေးဆွဲနေတာ။ ပကြည်ဆွဲနေတာအချိန်အတော်ကြာနေပြီ။အာယဝင်နေတော့မို့လို့ဇက်တိုက်ဆွဲနေရင်အချိန်ကိုလည်းမကြည့်မီ။နောက်ပြီးလဲထုံနေတဲ့ယောက်ျားလေးကလည်းထုံနေတော့မို့ဆက်ဆွဲနေပြတာ။အာမဟုတ်တာကျမဘာသာကျမပကြည်ဆွဲနေတာပါ။ကောင်လေးသူ့ဘာသာလဲထုံနေတာလေးကတဘာဝဆန်လို့ကြည်ဆွဲလိုက်တာ။အေးအေးသမီးပကြည်ဆွဲနေမှတည်တယ်။အဘသမီးနောက်ကဖြတ်လာတော့သမီးဆွဲနေတာလေးကိုမြင်ရလို့လူလေးကိုပြောပြလိုက်တာ။လူလေးကသူ့လဲထုံတာရက်လိုက်ရင်သမီးပုံလေးမပြီးမှဆိုလို့တဲ့။ချမင်းအောင်မစားသေးပဲဆက်ထုံနေတာ။ အဘပြောမှပဲအားလုံးကိုသဘောပေါက်သွားပြီးကမန်ကနန်ထရရင်လိုက်ခါအဘကိုတောင်းပန်လိုက်တယ် sorry ပါအဘရဲ့ကျမကသူ့ဘာသာသူတီတိုင်းထုံးနေတယ်လို့အောင်းမိလို့နောက်ပြီးပုံကအချောတက်နေပါပြီတစ်ချိန်လုံးထုံပြเสียရလဲမလိုဘူးရဲ့အားနာလိုက်တာသူမကလေဝင်းထဲကကောင်းလေးကိုလက်ရက်ခေါ်လိုက်တော့အဲဒီကောင်းလေးကသူမနဲ့အဘကိုတချက်လှည့်ချပြီးစန့်ကျင်ရအရက်ကအပင်ရိပ်စီရှောက်သွားတယ်အဘကပြုံးပြီး လူလေးကသစိမ်းတွေနဲ့တိတ်စကားမပြောတတ်လို့ပါအသမီးလည်းလှုပ်เสียရှိတာဆက်လို့တော့အဘလည်းထမင်းချိုင်ပို့ပြီးရင်ပြန်တော့မှာအဘကျမထမင်းစားမှာတယောက်တည်းဖြစ်နေလို့ခလေးကိုဒီမှာအတူတူလာစားခြင်းရင်လာစားလို့ရတယ်လို့ပြောပြပါလားနောက်ပြီးမေးစရာလေးလည်းရှိလို့ဩအေးအေးအဘလူလေးကိုပြောလိုက်မယ် ဒီနေ့ဘဲမှာအရှောက်မသွားတော့ဘူးလို့အေးမာကိုဂတိပေးခဲ့တယ်။ပကြီးကိုပဲတနေရာထဲထိုင်ဆွဲမယ်။ပွဲရကနီလာပဲမယ်စိတ်တိုင်းကြတဲ့ပုံကမရှိသေးပြန်။အေးအေးဆေးဆေးထိုင်ဆွဲမယ်ဆိုလို့အေးမာကစိတ်ချလက်ချထားထားမယ်မချင်နဲ့။ခဏခဏပုံစံနေတာ။သူ့အလုပ်ကိစ္စမပြတ်သေးလို့လိုက်မပို့နိုင်တာကိုပဲကျေစုတင်ရမယ်။အခုလဲသူ့အလုပ်ကကောင်းမလေးတရားအထည့်ပေးလိုက်မယ်အတင်လုပ်နေလို့တားထားရသေးတယ်။ ဘယ်မှာရှောက်မသွားဘူးတာပြောတာပါဘယ်လမ်းတွေကဘလို့လာမိမှန်းတာမသိတော့ဘူးလူသွားလူလာများတဲ့လမ်းမဟုတ်ပဲဆိုင်ကယ်လမ်းလေးပဲရှိတဲ့လမ်းကြားတွေကနေတမရကြီးကိုမြင်ရတဲ့နေရာစီသူမရောက်အောင်လာခဲ့တာအခုနေ့လေသာစားချိန်တော်ရောက်ပြီမကြီးကတစ်ချက်တော့အပိသက်လူနီနီမို့စိတ်ချနေရတယ် အဘကသူ့သားကိုတခုခုပြောနေတယ်။ဝေးနေတော့ဘာပြောနေလဲသူမသိ။ဒါပေမဲ့မကြခင်မှာပဲကောင်လေးကသူမရဲ့အနာကိုရောက်လာတယ်။ညာဘက်လက်ကလက်ပတ်လေးကကြက်သွားတယ်လို့ခံစားရလို့ငုံကြည့်လိုက်တော့ကြောက်စင်းရောင်လေးကအညုံရောင်လေးပြောင်းနေတာကိုထပ်တွေ့လိုက်ရတယ်။နေပူတဲ့ထွက်ရင်ဒီလိုဖြစ်နေကြပဲမဟုတ်လား။သူမတည်လာတဲ့ခောက်ပြာကအကျယ်ကြီးမှုဘေးမှာထိုင်မှုနေရာလွတ်တွေရှိတယ်။လာကောင်လေးလာကြည့်မှထိုင် သူမရဲ့အနီးနားမှာမဟုတ်ပဲအဆုံဆုံးနေရာမှာထိုင်လိုက်တယ်။သူမကသူ့ကိုအခုမှအသေးချာကြည့်မိတယ်။ပင်မမြင်ဘူးခင်မှမမတ်မိဘူး။အသားညူညူနှာခေါင်းနဲ့နေပွားပြီးနှာခမ်းတွေကခတ်ပါပါ။သပင်ကကရုံးစတော့ကင်းနဲ့မျက်နာကခတ်တီတီ။အသက်ကတော့မခန့်မှန်းချက်၁၈လောက်များရှိမလား။၁၈လောက်ဆိုဖူးဖူးနဲ့ရွယ်တူလောက်ပေါ့။ ူပူဆိုမှပူပူတရားမုံမခါမှာအစဉ်ပြေရလာလို့အတွေ့ကရုပ်ကြီးဝင်သွားတယ်။ဟိုရက်ကလည်းတငယ်ချင်းမွေးနေသွားခြင်းနဲ့ဆိုလို့ရတစီမှာခွတ်တောင်းသွားတာ။မနက်ခင်းတပိုင်းညမို့နေ့ခင်းဆိုပြန်ရောက်ပါမယ်ခရီးပေးသွားတာ။နေ့လေကြတော့ရတစီဖုံးဆက်ပြီးတငယ်ချင်းတွေကဒီနာခဏဆက်သွားကြမှာမို့လိုက်ခြင်းနဲ့ဖုံးဆက်ခွတ်တောင်းပြန်နေ။အမေကြီးကအဲ့ဒီလိုရှုပ်ရှုပ်ရက်ရက်တဆက်လေးမှမကြိုက်။ရတကလည်းစီကံတင်းကျက်တယ်။ဒါကိုမရမကတငယ်ချင်းတွေရွှေဖုံးဆွေကဖွင့်ပြီးပြောတော့ရတကခွင့်ပြုလိုက်ရတယ်။ စိတ်မချလို့ကျော်သူရကိုအနောက်ကနေလိုက်ခိုင်းတာတာတောင်ပြန်လာတော့ရှီဝေဝေဖြစ်နေပြီအမေကြီးကမတိလောက်ပေမဲ့ယတာကတော့ရိမ့်မိနေမှာပေါ့ဒီကြားရဲသူမကလည်းပကံလာဖို့ကိစ္စရှိနေတော့အဲ့ဒီပြဿနာကိုတည်တည်ချာချာမရှင်းရသေးပူပူနဲ့ပတ်သက်ပြီးတချို့ကိစ္စတွေကသူမကင်တွယ်ပြီးမှရမှာမဟုတ်လားအားတဲ့အချိန်လေးတော့ဖုံးဆက်ပါမယ်စိတ်ကူသေးတယ် တကယ်တော့သူမကဖူဖူပေါ်ပူပြီးတန်ရုံးစင်တွေ့မိပါတယ်။ဒါကလည်းအစိုးလီမိုးအားလုံးစုပူနေတဲ့ကြားကကိုချင်းစာကယူနာတတ်မိတယ်လို့ဆိုရမယ်။ဖူဖူကမွေးစားခံခြင်းနဲ့ဒါပေမဲ့မွေးစားမဲ့သူတွေကဖူဖူကိုအကြောင်းအမျိုးမျိုးကြောင့်မရွေးချယ်ဖြစ်ခဲ့ဘူး။ငငယ်တုန်းကမှမမွေးစားတဲ့အခါကြီးလာတဲ့အခါမှမွေးစားဖို့ဆိုတာမဖြစ်နိုင်တော့ဘူးလေ။ဒါကြောင့်ဖူဖူကမုံမခမှာအရွယ်ရောက်လာပြီးတက်ကတူတက်တဲ့အရွယ်ရောက်တဲ့အချိန်နေခဲ့ရတယ်။ဖူဖူမုံမခမှာမနေခြင်းမှသူမသိပါဗျ။ ဒါကလည်းစေကျော်တတ်မဲ့ကလေးတယောက်ရဲ့စိတ်ထဲအာမန်အပြင်ဖြစ်ပေါ်နိုင်တဲ့ဆန္ဒလည်းဖြစ်နိုင်တာပဲ။သူမကတော့စေကျော်တတ်ပြိုပေါ်ဝင်တဲ့အချိန်မှာသူမကိုချစ်တဲ့မိသားစုအသက်လေးစီရောက်တော့ချစ်ခြင်းမေတ္တာတွေအပြည့်အဝရခဲ့တာကြောင့်မမခါမှနေရတာလည်းပြောတယ်။မမီတို့ရဲ့မိသားစုအတိုက်အမြုံလေးမှလည်းသူမပြောတယ်။အတွေ့အကြုံများနေရာကနေပြစ်စုံပံကို သူမစူးစမ်းပြီးပြန်ရောက်အောင်လာခဲ့တယ်။ သူမရဲ့ခက်လန်လန်ဖျားအစုံမှာကောင်းလေးထိုင်လိုက်ခါသူပါလာတဲ့ရေဘူးနဲ့လက်စေးပြီးထမင်းဆိုင်ကိုဖွင့်စားဖို့ပြင်နေသူမလက်ကြည့်လိုက်တော့ဟင်းကိုမမြင်ရထမင်းကတော့ခက်ကြံကြံပဲဘလောက်တောင်စားလောင်နေပြီလဲဆိုတာတွေးမိပြီးသူမအားနာမိပြန်နေသူမကတော့လမ်းမှာတွေ့တဲ့ထမင်းကျော်ဆိုင်ဝင်ပြီးထမင်းကျော်နဲ့စိတ်သားကျော်ဝင်ခဲ့တယ်နေကင်ပဲရောက်ပြီဆိုတော့ထမင်းကျော်တွေကမာနေပြီဒါပေမဲ့စာနေတော့သူ့အလိုလိုဝင်သွားတာပဲအပါတရာစာနေတဲ့သူ့ကိုသူမကြည့်ပြီးသဘောကျစွာပြုံးမိတယ် ဒီနားမှာနေတာပဲလားဟုတ်နေတွေကပူလိုက်တာနော်တဏီကုံထွန်တာပဲလားပုံမှန်ဆိုရင်တော့အနိခင်ဘက်တအားပူရင်နားတယ်အဲ့ဒါကလည်းနွားတွေကိုတနာလို့ပနက်ခင်းစစောနဲ့ညနေခင်းတွေထွန်တာများတယ်ထမင်းကိုအားရပါရစားရင်ပလောက်ပလောင်ဖြေနေတဲ့သူ့ကိုသူမငေးကြည့်နေတော့တခုခုကိုသတိရသွားပြီးဒီတခါတော့သူကထမင်းကိုဆက်မွားတော့ပဲငြိမ်သွားပြီးသူမကိုတစ်ချက်ဝေ့ကြည့်တယ်ခဏကြာတော့မှမနေကအရွှေကူကြီးတွားကြည့်နေဆိုပြီးကြုတ်ကိုလမ်းမေးသွားတာအမှမဟုတ်လား ဩအဲ့ဒါကောင်းလေးလားဟုတ်တာပဲဒါနဲ့ကောင်းလေးအသက်ဘယ်လောက်ရှိပြီလဲ15နှစ်ဟဲငငယ်လေးပဲရှိသေးတယ်အန်တီနာမည်ကလင်းလင်းထောနဲ့တီလင်းလို့ခေါ်လို့ရတယ်အမလေးပကံသားတွေကစကားပြက်ပြက်ပြောတတ်တာလားမသိဘူး။ဘာလို့လဲဆိုတဲ့စကားကလည်းဂျုံဒီကြီး။သူမဘလို့ပြက်ပြေးရမလဲမသိ။စားနေတဲ့ထမင်းကြော်ကိုလည်းဆက်မစားချင်တော့တာမို့ဖော့ဘူးကိုပြန်ပိတ်ထားလိုက်တယ်။သူကလည်းထမင်းစားပြီးတာမို့လက်ကိုရေးစီးပြီးပစိုးနဲ့လက်ကိုတော့ပါဇက်ကိုတုံနေတယ်။ သူမကခုနစကားကိုပြန်ကောက်လိုက်ပြီဘာလို့လဲဆိုတော့အန်တီတို့အဆောင်မှာသားတို့လူကလေးတွေအများကြီးရှိတယ်လေသူတို့အကုန်လုံးကအန်တီကိုတီလင်းလို့ပဲခေါ်ကြတာအမအသက်ဘယ်လောက်ရှိပြီလဲ30အိမ်တော်ရှိလားမတင်ထားတဲ့မိကုံးဆိုတော့ရုတ်တရက်ဘာပြောရမလဲမသိဖြစ်သွားတယ်ဒါပေမဲ့ခေါင်းကိုတော့ခါရမ်းပြလိုက်တယ်ကျုပ်ရဲ့အမတွေကအသက်40လောက်ရှိပြီနောက်ပြီးကလေးတွေလည်းအများကြီးအခုမှပဲသူ့ဘာကိုဆိုလိုမှသိလို့ဟဟပပရှီမောလိုက်တယ် ကောင်းပါပြီခေါ်ခြင်းတပတ်ဆိုလဲကြိုက်တယ်လို့သာခေါ်တီလင်းပဲခေါ်ခေါ်အမလိုပဲခေါ်ခေါ်သူကျင်းနဲ့တော့ဟန်ရှိပြီးငြိမ်သွားတယ်ဒါနဲ့ဒီလေဝင်းတွေကစပားဆိုင်ဖို့လားမဟုတ်ဘူးအမဒါကပြောင်းလို့ပဲလို့ဆိုင်ရမှာဟုတ်လားစဘာကတော်ရုံမဆိုင်ကြဘူးပကံမြေကထုံရက်ဆိုင်ပြလို့မကောင်းဘူးမြေမကောင်းဘူးကျိန်စာမြေလို့လည်းပြောကြတယ်။သူမအံ့ဩသွားပြီးကျိန်စာမြေဟုတ်လား။သူကခေါင်းငိမ့်ပြပြီးသူမနဲ့မျက်လုံးချင်းစုံအောင်ကြည့်လိုက်ခါအမကျိန်စာတွေကိုယုံလား။ သူမအိမ်မက်ထဲကကျင်းစာကိုပြန်ကြားရောက်မိတယ်။တန်တရာဘဝအဆက်ဆက်သူ့ဤလောင်မြိုက်ခြင်းကိုဖန်တီးရတဲ့သူဖြစ်ပါစေ။အမုံတရားတွေရှိကြပြီးကျွန်တော်မျိုးမရှိဒူးထောက်ရတဲ့သူကျွန်တော်မျိုးမထက်နှိမ်ကြတဲ့သူဖြစ်ပါစေ။ကြောက်ရောက်မိတာကိုချက်ချင်းပဲပျောက်ကွဲသွားအောင်ကြိုးစားလိုက်ပေမဲ့အချိန်နှီးပဲသူမခေါင်းငုံလိုက်တယ်။သူမရဲ့လက်ပတ်လေးကကြောက်စင်ကအခုထိအညိုရောင်ဖြစ်နေတော့မှလား။ဘာဖြစ်လို့လဲ။ပကံမြင်းနဲ့ဒီလက်ပတ်ကရောဘာရီပတ်သက်နေတာလဲ။သူမတယောက်တည်းအတွေ့များနေတော့ ်အမအမသူခေါ်တန်းကြာမှသူမမောကြည့်လိုက်ပြီချိန်စာဆိုတာဒီဘက်ခင်မှာရှိအောင်မယ်မထင်ပါဘူးဒါဆိုအမကချိန်စာတွေကိုမယုံဘူးပေါ့ဟင်အင်းပြောမပြတတ်ဘူးသူမနဲ့သူကြာတိတ်ဆိတ်ချင်းတွေခစ်ကြခဏရောက်လာတယ်တိတ်ဆိတ်မှုကိုသူမကပဲစတင်ဖြိုခွင်းဖို့ကြိုးစားလိုက်တယ်ကောင်းလေးအเจ้าနေလားအရင်ကနေတယ်ဆိုတော့အခုမနေတော့တာလားစက်မနေတော့ဘူးလို့ဆုံးဖြတ်လိုက်တာဟောဘယ်တော့ကလဲဒီနေရာဒီပဲအော်ဒါဆိုမနစ်ကအထီးအเจ้าနေခဲ့တယ်ပေါ့ အဲမနစ်ကခုနှစ်တန်းဖြည်ထားတယ်ရှေ့နေဆို၈တန်းတက်ရမယ်ဒါပေမဲ့ကြုံမတက်တော့ဘူးဘာလို့လဲအမပကံရောက်တာဘယ်နေရရှိပြီလဲဒီနေ့နဲ့ဆိုနေရဒါပေမဲ့ဘယ်မှမရောက်သေးဘူးဒါကြောင့်ပကံကကလေးတွေအကြောင်းသိချာမသိသေးတာပကံမှာကြောင်းနေလဲအပေါ်ပဲအမရအချိတ်တက်စီရောက်ရမှာပဲလေဒါမှမဟုတ်ကျုပ်တို့လိုလဲလို့ရမှာကျောင်းဆိုတာကျုပ်တို့အတွက်အသိအရေးမကြီးဘူး သူမရဲ့စိတ်ကလက်ပတ်အပေါ်အာရုံမရှိတော့ဘူး။သူပြောတာကိုနားထောင်ပြီးရှင်းမောသွားတယ်။ဒီကလေးရဲ့စိတ်ထဲဒီလိုမျိုးတွေးနေရဆိုရင်ပကန်းကကလေးအများစုရောပညာရေးအပေါ်ဘလုံးမျိုးတွေးနေကြမလဲ။သူမသိချင်သွားတယ်။တချိန်တည်းမှာပဲပညာရေးစုံကန်းတိုင်အောင်သင်ပေးတဲ့မွေးစားမိဘတွေကိုရောမုံမခါမှနေကလေးကအကြောင်းထားပေးတဲ့အမေလေးနဲ့အမေကြီးကိုပါကျေးဇူးတင်မိတယ်။ ပညာရေးကကလေးတယောက်ရဲ့ဘဝမှာအရေးကြီးတယ်လို့ခံယူထားတဲ့ပတ်ဝန်းကျင်မှာရှေ့တန်တီထိုင်လာရတဲ့သူမအတွက်ကောင်းလေးရဲ့စကားကသိတ်ကိုအံ့ဩစရာကောင်းနေပါတယ်။လူတယောက်ရဲ့ဘဝကိုပြောင်းလဲစေဖို့ပညာရေးကအရေးပါတယ်လို့အမေပြောရခဲ့တယ်။ရတာကတော့ပညာရေးကိုဆုံးခန်းမတိုင်ခဲ့ဘူး။ရတာဆယ်တန်းအောင်တော့ရန်ကုန်မှာသူမနဲ့အတူတူတက္ကသိုလ်တက်ဖို့အစီအစဉ်ရှိတယ်။အဲဒီအချိန်မှာပဲအမေလေးကလူလောကကြီးကနေထွက်ခွာသွားတာပါပဲ။ မမခါရဲ့ပိုင်ရှင်ကအမေကြီးနဲ့အမေလေးပါအမေလေးကအငယ်ပီပီတွတ်တွတ်လတ်လတ်နဲ့ဦးစီဦးဆောင်နိုင်နေစုပ်ပြက်ချက်ပိုင်ပိုင်နိုင်နိုင်ချနိုင်နေအမေကြီးကတော့အဓိကငွေချိအဆောင်ထိန်ပေါ့အမေလေးမရှိတော့မမခါရဲ့ရွှေတောင်ကြီးပြိုလဲသွားသလိုပါပဲအဲ့ဒီအချိန်မှာပဲရတရဲ့အိမ်မက်တွေလည်းပျောက်ကွယ်သွားခဲ့ရတယ်ရတကအမေလေးနေရာကိုဝင်ပြီးဦးစီးရတယ် တက္ကသိုလ်တက်မဲ့အိမ်မက်ကိုဖျက်ဆီးပြီးမုံမခါမပြူလဲအောင်အာမန်အပြင်းနဲ့ရုံးကန်ပေးရတယ်။အမေကြီးကကြောက်တက်ဖို့ပြောပေမဲ့ရတ္တကိုတိုင်းကအဆုံးဖြတ်ချက်ချပြီးသားဆယ်ကျော်တဲ့အွယ်ရတ္တကအမေလေးနေရာကိုဝင်ဖို့အတော်လေးခက်ခဲမှာပဲလို့လူတွေကအထင်ကြီးပေးကြပြီးမဲ့ရတ္တကတော့အမေလေးရဲ့ခြေရာကိုတတ်တတ်ချင်းနေနိုင်တယ်။ မမခါတခုလုံးဆက်လက်လေပတ်နိုင်အောင်စွမ်းဆောင်နိုင်နေရှိလက်စားလူတွေကိုအကောင်းဆုံးပြုစုပြိုးထောင်ပေးတယ်။အပြင်လူတွေကိုတကူတကာလက်ခံတာမျိုးမဟုတ်ပေမဲ့သူ့အကြောင်းနဲ့သူရောက်လာကြတဲ့သူတွေကိုတော့ရှောင်လွဲနိုင်တဲ့နှလုံးသားမရှိတာကြောင့်လက်ခံနေရတာပဲလေ။အမားကပကြီးဆရာမလား။အဲပကြီးဆရာမတော့မဟုတ်ပါဘူးဒါပေမဲ့ပကြီးဆွဲတာကိုနှစ်သက်တယ်ကြိုက်တယ်အမရဲ့ဘဝမှာအယူသက်ဆုံးကပကြီးဆွဲတာပဲအမတဲပကြီးကိုစိတ်ဝင်စားလား တဲပကြီးဟုတ်လားဘလို့ပုံစံမျိုးလဲအမတော့တကားမှမကြဘူးဘူးတဲပကြီးဆိုတာပိတ်အဖြူပေါ်မှာတဲဖြူပြီးပကြီးဆွဲတာအခုနောက်ပိုင်းပကံမှာတအားခစ်စားနေတာနိုင်ငံသားသားတွေအများစုလည်းစိတ်ဝင်စားတယ်ကျုပ်တငယ်ချင်းတွေတောင်တဲပကြီးဆွဲတတ်တယ်မိုက်တာပေါ့လက်မှုပညာတစ်ခုခုကိုတက်မြောက်ထားတော့ထမင်းမကတ်တော်ဘူးမလားအမလည်းစိတ်ဝင်စားတယ်ဒါဆိုသူတို့စီနောက်ရဲ့ကြုံလိုက်ပို့ပေးမယ်တခါတည်းဟန်ဖះရီမှာဆွဲတယ်။ညာတော့အဖင်အိမ်မှာလဲဆွဲကြတယ်။မင်းအလုရှိသေးလားကောင်လေး။သူကမဆိုင်မတော်ပဲအခုလား။အင်း မရှိတော့ဘူးဒါပြီးရင်နွားတွေကိုတိမ်ပြီးအစာကျွေးဖို့ပဲကြံတော့တယ်သူမထိုင်နေရကနေထားလိုက်ပြီးအညောင်ဆက်လိုက်ရင်ဟုတ်သားပဲနွားတွေအစာမစားရသေးဘူးနော်အမကိုတခုတော့ကူညီပေးအောင်ဒီနေရာကနေဘူးလားလို့တခြားနေရာကိုရွှေ့ချင်လားလေပစ္စည်းတွေအများကြီးပြန်သိမ်းရမှာမို့လို့ကူရွှေ့ပေးနော်တမန်ရည်ကြီးကိုအဝေးကနေမြင်ရတဲ့မြင်ဝင်မျိုးပဲရတယ်ဟိုဘက်အချမ်းကထဏောင်းရိတ်ကနေဆိုလှတယ်ကျုပ်ကူပြောင်းပေးမယ် ထိုင်နေရတာနေထပြီးနှစ်ယောက်သားနေရပြောင်းဖို့ပြင်နေ။ဤပိုက်အပေါ်ပစ္စည်းတွေတင်ပြီးသူကတွန်းရွှေ့ပေးတယ်။နေရကနည်းနည်းတော့လှမ်းနေ။ဒါပေမဲ့သူပြောသလိုပဲမြင်ကွင်းကခုနကနဲ့မတူပဲပိုလာတယ်။ပစ္စည်းတွေပြန်ချပေးပြီးတော့သူကအမဘဲအချိန်ထိဆွေးမှလဲ။အင်းနေပူတော့ပြန်လည်းမပြောင်းချင်သေးဘူး။ညနေ၄နာရီလောက်အထိတော့နေမယ်စိတ်ကူးတယ်။ဒါဆိုကျုပ်အမပကြီးဆွဲတာကိုလာကြည့်လို့ရမလား။ရတာပေါ့။ကျုပ်နွားတွေကိုတဲတဲထည့်ပြီးအစာကျွေးလိုက်အောင်မယ်ပြန်လာခဲ့မင်းနော်။ โอเคဒါနဲ့ဒီနာကစိတ်ချရရဲ့လားစိတ်ချရရတဲ့အမပကံမလူစိုးမရှိဘူးကြုတ်ပြောတာကိုယုံသူနွားတွေကိုခြံထဲခတ်သွဲသွဲမောင်းသွင်းလိုက်တယ်နွားစာတွေကိုမြင်မြန်ထဲခဲ့ပြီးအိမ်မော်ကျအဝတ်အစားလဲလိုက်တယ်သူလဲထွန်ထားတာမို့ချွေးစော်လေးနန်းနေမှသူ့ကိုသူတည်တယ်လေမြန်မြန်စားစားတိတ်မရှိလာတဲ့သူ့ပစ္စည်းတွေတဲ့မှွေနောက်ရှာပြီးမဲ့ဘာမှမတွေ့အဲ့ဒါနဲ့အမရိလိန်နဲ့တနခါတုံးနေထားတဲ့နေရာနာကပေါက်နာဘူးကိုယူပြီးလိန်လိုက်တယ် အိမ်မော်ကနေစင်းတော့ကွက်ပြစ်ပေါ်မှာထိုင်ပြီးကိုရရနေတဲ့အပါက သူ့ကိုဘာစကားမှမစိုးပဲကြည်နေတယ်။အပါအချုပ်အပြစ်ခဏတော့လိုက်အောင်မေလူလေးလောင်းဆိုင်ကယ်စီသွားမယ်သူ့ခြေလမ်းတွေကအပါရှိရဲ့ကွက်ပြစ်နာစီပြောင်းလိုက်ရတယ်။မတော်အပ်တဲ့နေရာတွေ လူလေးတိတယ်နော်။သူ့ဘာစကားမှမစိုးပဲခေါင်းငိမ့်ပြလိုက်တယ်။ အဘကအမလို့အမရဖြစ်သွားပြီမဲ့ဘာမှတော့ဆက်မပြောပဲကောင်းခါရန်လိုက်တယ်သူခြံနောက်ကဆိုင်ငယ်ကိုယူပြီးမောင်းထွက်လာခဲ့တယ်ခက်ဝဲဝဲကနေသူမကိုလမ်းမြင်နေရပြီ သူမကတော့သူ့လာတာကိုတတိမချမိပဲပကြီးကိုသာအာယုံဆိုင်ဆွဲနေတယ်သူမအနာရောက်တော့ဘာမှမပြောပဲဘေးကနေအတန်တည်းရက်ကြည့်နေမိတယ်အချိန်ဘလောက်ကြာသွားလဲသူမသိသူမပကြီးကလက်စာတက်ပြီးချလိုက်တဲ့အချိန်မှာသူ့ကိုမြင်သွားပြီးဟင်အခုချိန်ရဲ့ချီရှိနေသေးတာလား အင်းအမပုံဆွဲတာကြည်ကောင်းကောင်းနဲ့ကြည်နေတာလေးနာရီတောင်ထိုးနေပါရောလား။သူမအလက်တကြားနဲ့ဖုန်းကိုထုတ်ယူပြီးကြည်လိုက်တော့အေးမဖုန်းခေါ်ထားတာအကျဉ်းရင်မနေ။ဖုန်းကိုအတန်းပိတ်ပြီးပကြီဆွဲနေခဲ့တာကိုသူမကိုယ်တိုင်မေ့သွားတယ်။အေးမစီအချက်ချင်းပြန်ခေါ်လိုက်တယ်။ဟယ်လိုအေးမ။အေးအေးငါသိတယ်နင်စိတ်ပူမှန်းသိလို့အချက်ချင်းဖုန်းပြန်ခေါ်တာ။စိတ်မပူနဲ့ငါပြောတာအရင်သားချောင်းငါဘာမှမဖြစ်ဘူး။ပကြီဆွဲတာဖုန်းကိုအတန်းပိတ်ထားမိလို့တယောက်တည်းမဟုတ်ပါဘူးဟာငါဒီနေ့လမ်းပြလေးတယောက်ငါထားတယ်။ အော်နေတဲ့ဘေးမတွေကြတော့နေရထိုင်ရခက်တယ်လေသူတို့ကြတော့ပေါ့ပေါ့ပါပါရှိလို့ဒါပဲနော်ငါဟိုတယ်ရောက်မှဖုံးဆက်လိုက်တော့မယ်အခုလောလောဆယ်မမောင်ခင်ပကြီးပစ္စည်းတွေတင်လိုက်အောင်မယ်သူမပြောတာကိုတိတ်တိတ်လေးနားထောင်နေတဲ့သူကိုအာနာမိသွားတာအမှန်ပဲသူမလိန်လိုက်တာကိုသူတိသွားပြီမဟုတ်လားသူမပကြီးပစ္စည်းတွေတင်ရင်နဲ့အမရဲ့တငယ်ချင်းကအစိတ်ပူတယ်လို့သူစိတ်မပူအောင်ပြောလိုက်တာကဲအမလည်းပြန်တော့မယ်ဒေလန်ကပြန်ရမလဲဆိုတာလမ်းညွန်ပေးပါဦးအမဘယ်ကိုပြန်ရမှာလဲကျုပ်အနည်းဆုံးအထိလမ်းပြပေးမယ် လာတော့ကတော့ရောက်ရပေါက်ရရမ်းတက်သွားလိုက်တာပြန်လာကြမှာလမ်းမပြီးဟိုတယ်ပြန်မရောက်ရင်ဒုက္ခနောက်ပြီးအမလည်းဝင်းထဲကိုမမောင်းတတ်ဘူးအလာတော့ကတုံးလာတာသူမကိုကြည့်ပြီးရည်ချင်းသွားပြီမဲမရှိဘူးသူကြီးလိုက်လို့သူ့ကိုလိုက်မဖို့ခိုင်းရင်သူမဘယ်လိုပြန်မလဲစဉ်းစားမိတယ်ရတယ်အရှိကနေကြောက်ဆိုင်ကနေလမ်းပေါ်အရေရောက်အောင်သွားထားလိုက်မယ်ပြီးမှအမရဲ့ e-bike ကိုလာယူပေးမယ် လမ်းပေါ်ဆိုတာကလည်းမြင်းနီလမ်းပါပဲကားသွားလို့ရတဲ့လမ်းချေမဟုတ်သေးဘူးအဲ့ဒီလမ်းပေါ်ကနေကားသွားလို့ရတဲ့လမ်းကအလန့်သေးတယ်သူဆိုင်ကယ်ကိုလမ်းပေါ်အရင်မောင်းသွားပြီးသူမစီနောက်တစ်ခေါက်ပြန်လာကဤဘိုက်ကိုရွှေ့ပေးတယ်လမ်းပေါ်ကိုနှစ်ယောက်သားရောက်သွားတဲ့အချိန်မှာတော့သူမကအဝေးကနေမြင်ရတဲ့ဂျမန်ယာကြီးကိုငေးကြည့်ရင်းလာလိုက်တာဒီလောက်လာတဲ့အလှတရားတွေရဲ့နောက်ွယ်မှာဝမ်းနေစရာအဖြစ်အပျက်တွေရှိတာတိတ်နှမျောဖို့ကောင်းနေ။ဓမ္မယကြီးကိုပြောတာလားအမ။အင်းပေါ့ဓမ္မယကြီးကိုဘယ်သူတီးခဲ့တာလဲသိလား။ သူမအတန်ထွက်ပြီးရီမောလိုက်တယ်။ပကံသားကမှဘသူတီးခဲ့တယ်လဲမေးမိတာပဲ။ဒါကတော့အမကကျုပ်တို့ကိုအချင်းကြီးလုံးနေပြီ။ပကံသူပကံသားတိုင်းပကံဖရဲသမိုင်းတွေတည်တာမဟုတ်ဘူးဗျ။ကျုပ်စုံနာမည်လောက်ပဲတည်တာ။တိတ်ပြီးသမိုင်းချောင်းတွေမတည်ဘူး။အဲလမ်းပြကလေးတွေကတော့သူတို့သွားနေကြဖရဲတွေရဲ့သမိုင်းချောင်းကိုမတောက်တခါရှင်းမြတတ်တယ်။ကျုပ်ကတော့တိတ်ပြီးစိတ်မဝင်စားဘူး။အမထင်တာက ပကံကကလေးတွေကပိုတိမယ်ထင်တာ။ ဘာသာပြောရာဇဝင်တွေပိုတိကြတာပါတယောက်စကားတယောက်ကြားပြီးဧည့်သည်ကြိုက်အောင်ချက်ကားပြီးပြောကြတာနေ့စဉ်နေ့တိုင်းစာဝတ်နေရေးအတွက်လုံမှန်းနေရတော့တချို့ဘုရားတွေဆိုရောက်တော့မရောက်ဘူးကြဘူးတမိုင်းကျောင်းစာအုပ်တွေဖတ်ဖို့နေနေတတားလေဒါနဲ့မင်းကဘာလို့တမိုင်းကျောင်းစိတ်မဝင်စားတာလဲတကယ်တော့ပိုပြီးစိတ်ဝင်စားတဲ့နဲ့တမိုင်းကိုဘာလို့တင်တယ်လဲဆိုရင်ဆရာကြီးတယောက်ကမအောင်တင်ရတာလေဘာပဲဖြစ်ဖြစ်ကိုဇာတိမီကတမိုင်းကျောင်းကိုတော့နောက်အားတဲ့အခါလေးလာကြပေါ့အကျိုးမရောက်ပါဘူး အခုဆိုဓမ္မရန်ကြီးကိုကြည့်။ကမိုင်းကျောင်းတည်ထားတဲ့အခါခန်းစားမှုတစ်မျိုးဖြစ်တယ်။ပြန်ပြီးသုံးသက်လို့ရတယ်။ဒီဘယန်းတဲ့တုန်းကနရသူရဲ့အတ္တလောဘမောဟတွေကြောင့်ပြေးလိုက်ရတဲ့အသက်တွေနည်းတာမှမဟုတ်တာ။ဒါကြောင့်ပကံမာတုရဲ့အကြီးမားဆုံးဖရာဆိုပေမဲ့ဗမာအေးချမ်းနဲ့အငွေအသက်ရလို့လေကြည်လိုက်တာနဲ့ထိုင်းမိုင်းနေရပဲမဟုတ်လား။သူမကတမန်ရန်ကြီးကိုငေးကြည့်ပြီးပြောနေပေမဲ့သူကတော့သူမရဲ့မျက်နှာကိုကြည့်ရင် အမကနရသူကိုမုန်းတာလား။အမနရသူကိုမကြိုက်ဘူး။ မုံနာမဟုတ်ဘူးလို့သူမဝယ်မခံပါမကြိုက်ဘူးဆိုတဲ့ဇာတ်ကမုံနာမဟုတ်ဘူးလို့အတိတ်ပဲတက်ရောက်တာမျိုးမှမဟုတ်တာသူမကဆက်ပြီးတမိုင်းဆိုတာလိန်လို့ရတဲ့အရာမှမဟုတ်တာတမိုင်းအမှန်အမားတွေကြားအငင်းအခုံလည်းမဖြစ်ချင်ဘူးအမားကတော့စာအုပ်ဖတ်ပြီးချစ်ချင်းမုံချင်းကြိုက်ချင်းမကြိုက်ချင်းခံစားတယ်ကဲနောက်ကြနေပြီသွားကြရအောင်သူကရှိကနေလမ်းပြပြီးခေါ်သွားပြီးတယ်။သူနောက်ကြည့်မှန်ကနေလမ်းကြည့်တော့သူမကလူတွေစုနေတဲ့နေရာတနေရာကိုလမ်းကြည့်ပြီးစိတ်ဝင်စားနေတာကိုတွေ့လိုက်ရတယ်။ အဲ့ဒါကတော့ပကံမနာမည်ကြီးတဲ့စီရိတ်အကျော်ဆိုင်သူဆိုင်ကကိုရက်လိုက်ပြီးဒီအကျော်ဆိုင်ကောင်းနေအမအစားမလားသူမကဝမ်းသာအားရနဲ့လက်မချောင်ပြလိုက်တာကြောင့်သူဆိုင်ကလေးကိုကြော်ဆိုင်ပြီးနောက်မှာဝင်ရလိုက်တယ်။နေလေကဖော့ဘူးနဲ့ထမင်းကိုနည်းနည်းပဲစားထားတာသူတတိထားမိတာပေါ့။အခုချိန်ဆိုသူမဘိုက်စာနေလောက်ပြီလို့တွေးထားတာတကယ်မှန်နေတာပဲ။သူမ e-bike ကိုရက်နေတဲ့အချိန်သူကစပွဲတဝိုင်းမှပြီးအကျော်ဆိုင်နဲ့ခက်လန်လန်ကညီကွက်လက်မှာနေရာပြင်လိုက်တယ်။ အဲ့ဒီနေရာကနေကြည့်ရင်ဖရားတွေကိုမြင်ရတော့အရှုခံတိတ်လာတယ်လေအမဘာကြောကြိုက်လဲအကုံကြိုက်တယ်စူးပုတ်ရွက်ရောအိုးပူတောင်ကြိုက်တယ်ရှိတာသာအကုံယူခဲ့ဘိုက်တာတော်စားနေပြီသူအကြောကြောတဲ့နေရာကိုကိုယ်တိုင်သွားပြီးသူမစီပြန်လာတယ်ရှင်နွေးချံအိုးနဲ့ခွက်ပါတခါတည်းတောင်းလာခဲ့တယ်ဒီနေရာလေးကတားရတယ်နော်ဟုတ်တယ်အမဒီဆိုင်ကနာမည်ကြီးပဲအင်းဖြစ်နိုင်တယ်အခုတောင်လူတွေအပြည့်သူမကစီပင်ကြီးကိုလမ်းကြည့်ပြီးလမ်းတွေကိုတစ်ချက်ကြည့်တယ်။ဘယ်နာရောက်လို့ရောက်မှန်းတာမသိတော့ပါဘူး။ အမအခုအကျော်ဆိုင်ကိုမှတ်ထားလို့ရတယ်ဘဲဘက်ချိုးရင်အမတို့မြို့တစ်ပတ်ရောက်မယ်ညာဘက်ချိုးရင်ရွှေစံတော်ရောက်မယ်အော်မမေ့ပြီမနေ့ကအမလမ်းပြောက်သွားတာလေအမဘယ်နေရနေုံမှလဲမသိသေးပါဘူးအခုတော့နှစ်ရက်ကုန်သွားပြီဘေးမှမရောက်သေးဘူးအမရဲ့တငယ်ချင်းကတပတ်ခါမှအားမလေးမနေ့ပြန်လဲအမဘာသာအမသွားရမှာပဲအမကလည်းရှောက်ရှောက်သွားတာတည်းရှုကင်းလာတဲ့နေရာမှာပကြီးထိုင်ဆွေးတာပဲများမှာပါအော်တီဗီပကံမှာကလေးတွေကိုလမ်းပြခေါ်လို့ရရကြတယ်။မနေ့ပြန်မင်းလိုက်ပို့ပေးမလား။မုံပို့ပေးမှာပေါ့။ သူခေတ္တကဏငြိမ်ပြီးစဉ်းစားလိုက်တယ်။အဘပြောတဲ့စကားတွေပြန်ကြားအောင်လာတယ်။သူမကိုကြည့်လိုက်ပြန်တော့လဲသူ့စိတ်တွေကလိုက်ပို့ပေးခြင်းမိပြန်တယ်။သူတက်ပြင်းချလိုက်ပြီးကြုတ်လိုက်ပို့ရင်တော့ပို့ခြင်းနဲ့ဖရားပဲပို့မှာနော်။သွားခြင်းနဲ့ဖရားရောက်မှာမဟုတ်ဘူး။သွားခြင်းနဲ့ဖရားရောက်ချင်မှရောက်မှာ။အမလီတော်ဟုတ်ပါပြီ။ကျမဘာသာကျမဆိုဘေးမှာမရောက်မဲ့အတူတူရှင်သွားခြင်းနဲ့ဖရားတွေသာလိုက်ပို့ပေးပါတော့။ နှစ်ယောက်သာတိုင်းမင်မထားပဲပော့ပော့ပါပါပြိုင်းလူရင်မိလိုက်ကြတယ်ရင်နေကြတော့အကြော်တွေရောက်လာတော့အစားပေါ်အာယုံပြောင်းလိုက်ကြတယ်ရုံးမရီတီးကျော်စုပုံရွက်ကျော်မြစ်ကျော်အာလူကျော်စက်တော်ကျော်အသားလူကျော်အကုန်အစုံပါပဲအချင်းကြီးကလည်းဂေါ်ဘီပပားလေးတွေကိုတက်တက်ချထားပေးတာအချင်းကြီးကလည်းဂေါ်ဘီပပားလေးတွေကိုတက်တက်ချထားပေးသေးတယ်သူမကစုပုံရွက်ကျော်ကိုအချင်းကြီးနဲ့တွေ့စားလိုက်ပြီးစားကောင်းမှန်းသိသွားတော့ကောင်းလိုက်တာဒါတခုဘလောက်လဲတရား ဟဲ့တရားဟုတ်လားတန်လိုက်တာရန်ကုန်မှာဆို300လောက်ရှိတယ်အရသာကလည်းကောင်းလိုက်တာနော်ဒါကြောင့်ဒီဆိုင်ကတိတ်တိတ်တို့ရောင်းနေရတာကိုအရင်ကရွှေစံတော်ဖရာအပေါ်တက်တီတက်လို့ရတော့ဧည့်သည်တွေကနေဝင်ချိန်ကြည့်ကြတယ်နိုင်ငံသားတွေကအများဆုံးပေါ့အဲ့ဒီအခါကျဧည့်သည်ပို့ပေးရတဲ့ကားသမားတွေဧည့်လန်းညွန့်တွေကဒီဆိုင်မှာအကျော်ထိုင်စားရင်းစောင့်ရတာတကယ်လဲစားကောင်းတော့နောက်ပိုင်းခရီးသွားဧည့်သည်တွေတယောက်စကားတယောက်နာရောက်ပြီးပကံရောက်ရင်ဈေးရဲ့အကျော်စားမှာဖြစ်မယ်ဆိုတာမျိုးအထိသတင်းကြီးသွားတာ ။အော်အမကအခုကံကောင်းလို့စားမိသွားတာပဲ။အကျော်လေးကိုအာပါတရကုံအောင်စားပြီးတဲ့နောက်မှာတော့အကျော်ဆိုင်ကနေမြို့တစ်ထဲကဟိုတယ်အရှိတီသူလိုက်ပို့ပေးတယ်။ဟိုတယ်ရှိရောက်တော့သူမကသူ့ကိုကြည့်ပြီးကဲမနဲ့ပြန်ဘလို့လုံးမှာလဲကောင်းလေ။သူမဆိုင်မတော့ပဲကြုတ်လိုက်ပို့မယ်။သူမပြုံးလိုက်ပြီ။အိုကေဒါဆိုစီကန်းချက်နှစ်ခုရှိတယ်လိုက်နာနိုင်မလား။စီကန်းချက်ဆိုပါလားဘာတွေပါလဲစိတ်ဝင်စားဖို့ကောင်းပြီမဲ့သူ့အတွက်အခက်အခဲဖြစ်စေနိုင်မလားသူတွေးနေတော့ရှိသေး တစ်အချက်ကျုပ်လိုကိုကိုကိုနန်းစားတုံးတာကိုပြင်ပေးရမယ်ကျုပ်ဆိုတဲ့စကားကိုခလေးတယောက်ကပြောတာကိုကြားရတာတကယ်ပဲကန့်လန့်ဖြစ်တယ်တားလို့တုံးချင်ရင်တုံးမတုံးချင်ရင်ကျွန်တော်လို့တုံးပေါ့ဒါကအမနေတဲ့မောမခမှလည်းတင်ပေးနေကြမို့လို့ပြင်ပေးတာနှစ်အချက်ကအမအီးပိုင်းနဲ့အစ်စင်မပြေဘူးမမောင်းတတ်တယ်လို့ခီးလည်းမတွင်ဘူးအဲ့ဒါမင်းဆိုင်ကိန်းနဲ့ပဲသွားလို့ရမလားဆိုင်ကိန်းကားကနဲ့စီဘိုးကိုတက်တက်ပေးမယ်ကျုပ်ဆိုတာကအချစ်ဖြစ်နေလို့ပါပြင်ဖို့ကြိုးစားပါမယ်။အဲကျွန်တော်ဆိုင်ငယ်ကအစင်မပြေဘူးတိတ်အကောင်ကြီးလည်းမဟုတ်တော့တအားခုန်နေ စက္ကနာကနာတည်သွားတာကြောင့်လဲလမ်းခရီးကြံ့ကြာနိုင်နေဖြစ်နိုင်ရင်အမအီးဘိုက်ပဲငှားလိုက်ပါကျုပ်ကျွန်တော်မောင်းပေးပါမယ်အဲ့ဒါကအမအတွက်ပို့ပြီးတတ်တောင်တတ်တာဖြစ်စေလိမ့်မယ်နှစ်ယောက်သားသဘောတူညီချက်ရတဲ့အခါသူမဟိုတယ်တွေကိုဝင်ခဲ့တယ်လက်ပတ်ထဲကကြောက်စိမ့်လေးမူလာအတိုင်းပြဖြစ်သွားတာသူမသတိမထားမီသူမကိုအဲ့ကျုပ်ကောင်းတာကကောင်းမလေးကမြင်တော့နှုတ်ဆက်ပြီးစားရွက်လေးတရွက်ထုတ်ပေးတယ်မင်္ဂလာပါအမအမအတွက်စားတဲ့ဆောင်ရောက်နေပါတယ်သူမအတွက်စားဆိုပါလား ။သူမအံ့ဩသွားတယ်။သူမပကံကိုရောက်နေတာဘယ်သူမှမသိကြဘူး။အေးမနဲ့ရတကလွဲလို့ပေါ့။အေးမကလည်းဖုန်းဆက်လို့ရနေတာကိုဟိုတယ်ကတော့အစာလာထားပေးသွားမယ်မထင်။ရတကလည်းဟိုတယ်နာမည်တော့သူမပြောပြချားမိခဲ့ဘူး။အတွေ့တွေနဲ့အတူကောင်မလေးစီကစာကိုယူပြီးကြည့်တယ်။စာလို့သာဆိုပေမဲ့စာရင်းထဲတော့မဟုတ်။ပလာစာအုပ်ထဲကစာရွက်လေးတစ်ရွက်ကိုစုပ်ပြဲပြီးရေးထားတာမျိုးပဲ။ အေးအကိုမင်းချင်ပါအေးပကံမှာတကူကူဖြစ်ရင်ဂျာမမဟုတ်တိကျနာရှိရင်အကိုစီအချိန်မရွေးဖုံးဆက်ပါသူမမျက်မှောက်ကျုပ်သွားပြီးကောင်းမလေးကိုကြည့်ကမြမလေးလူမနေပြီနဲ့တူရဲအမရဲ့နာမည်ကအေးမဟုတ်ဘူးလေကောင်းမလေးကလည်းဥတူတူလေးနဲ့ခေါင်းကုပ်လိုက်ပြီးသူကလည်းအမရဲ့နာမည်ကိုမသိဘူးအမရဲ့ပုံတံတန်းကိုအတိအကျပြောပြီးမှပေးခိုင်းသွားတာဟင်အသက်ဘယ်လောက်ရှိပြီလဲယောက်ျားလေးလားမိန်းကလေးလားအသက်ကတော့60လောက်ရှိပြီထင်တယ်ဦးလေးကြီးတရား အသက်60လောက်ရှိတဲ့ဦးလေးကြီးကဘာလို့အေးလို့ခေါ်သွားတာလဲဘာလို့သူ့ကိုယ်သူအကိုလို့တုံးသွားတာလဲသူမှမစင်စားတဲ့ဆာရွက်ကိုတော့အခန်းထဲအခြေယူလာလိုက်တယ်ပဆန်အိတ်ထဲကိုအမတ်တမဲထည့်လိုက်ပြီးတိုက်ဆိုင်မှုတွေကလည်းညားလိုက်တာလို့သူမဘာသာသူမကောက်ချက်ချလိုက်တယ်